င်္ဂလာပါရှင်ကျမတို့ရဲ့ဒီမိုညမ Channel လေးကနေပြီးတော့နောက်ဆုံးကြားသိထားတဲ့သတင်းတွေကိုကောင်းနှုတ်တင်ဆက်ပေးသွားပါရမယ်။ စစ်တပ်ကိုဝေဖန်မှုဆင်းရရှိရဲ့ကောင်းကိုမှန်းချခိုင်းမှုတို့နဲ့မိထီလာပြူစောတီကောင်းဆောင်စောယူထွန်းကိုစစ်တပ်ကအမှုဖွင့်ဖမ်းဆီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမိထီလာမှာစစ်မှုရန်ကြေးကောက်ခံမှုအပေါ်လူမှုကွန်ရက်မှာတက်ဆင်ဝေဖန်မှုဆင်းရရှိလိုက်ပါတဲ့ကောင်းကိုမှန်းချခိုင်းမှုတို့ဖြင့်မိထီလာပြူစောတီကောင်းဆောင်စောယူထွန်းကိုစစ်ကောင်စီတပ်ကပြန်လည်ဖမ်းဆီးထားကြောင်းမိထီလာဒေသပြည်သူတချို့ကပြောပါရယ်။စစ်တပ်ထောက်ခံသူလည်းဖြစ်အစွန်ရောက်မဘာသာအဖွဲ့ဝင်လည်းဖြစ်စစ်မှုရန်ဟောင်းလည်းဖြစ်သူစောယူထွန်းက၂၀၂၃ တစ်ခုနဲ့ဆရာနာသိမ်းမင်းကျင်းကလေးကစစ်ကောင်စီတရဲ့တရင်ပေးဖြစ်အလုလုကိုင်းခဲ့ကြောင်းရဲနောက်စစ်တပ်နှံများတက်ခဲ့က2022ခုနှစ်မှစ၍မိတိလာမျိုးရဲ့ပြူစောဒီကောင်းဆောင်ဖြစ်လာခဲ့ကြောင်းအရင်နောက်မိတိလာမျိုးလုံခြုံရေးများတွင်စစ်တပ်နဲ့အတူပါဝင်လာခဲ့ပြီးမိတိလာမျိုးအဝင်တိုးကိတ်မှ၎င်းကိုစစ်တပ်ကလုံခြုံရေးကောင်းဆောင်တာဝန်ပေးခဲ့ကြောင်းသိရှိရပါတယ်။ထို့သောတာဝန်ပေးထားစဉ်ဖြတ်တန်းသွားလာသောကားမှန်သမျှမှန်ချခိုင်းရာမလိုက်မျိုးနယ်မှာပုံမှုဝေဖြိုးမောင်းနှင်လာတဲ့ Nissan AD-Ven ကားကိုမှန်ချခိုင်းရာမှာ ဘုံမူဝေဖြိုးနဲ့မဲတီလာမျိုးပြူစောတီကောင်းဆောင်ဇော်ယူထွန်းတို့အကြားအချင်းများရန်ဖြစ်ခဲ့ကြကြောင်းတနက်နေ့ပြစ်ခတ်မဲ့လက်ပြပုံခွဲပြစ်မယ်လို့ဘုံမူဝေဖြိုးကချင်းချောက်ခဲ့ကြောင်းသိရှိရပါတယ်။ထို့ပြင်မဲတီလာပြူစောတီကောင်းဆောင်ဇော်ယူထွန်းကမေလ13ရက်နေ့သူရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာမဲတီလာမျိုးနဲ့အတွင်စစ်မှုရန်အစားထိုးရန်ငွေကောက်ခံနေမှုများမှတရားမဝင်ကြောင်းလူစားထိုးရန်အတွက်အလုသွာအလုပြန်လမ်းပေါ်မှတွေ့ကြရလူငယ်များကိုဖမ်းဆီးနေခြင်းကြောင့်ပြည်သူများစိတ်မလုံခြုံဖြစ်နေကြောင်းမဲတီလာတွင်ညပိုင်းပြ ြည်သူများပေါ်တာဆွဲခံရမှာစိုးရင်၍အပြစ်မထွက်ကြောင်းမိထီလာတမျိုးလုံးညာပိုင်း6ကတ်တိတ်ဆိတ်နေကြောင်းစစ်မှုရန်လူစားထိုးရန်မိထီလာ113တပ်ထဲတွင်သိန်း80ပေးခဲ့ရသောလူငယ်များရှိကြောင်းဂျေးရွာတိုင်းလှဆင်သိမ်းမောင်းများစွာစစ်မှုရန်ဆက်ကြေးပေးနေရကြောင်းစစ်မှုရန်ခြေကောက်သောတာဝန်ရှိသူများကိုအရေးယူရမည်ဖြစ်ကြောင်းရေးသားခဲ့ပါသည် အရိဇော်ယူထွန်းကလေရက်ကအောက်ခွဲတက်ချက်ကြီးကနေစေးကြပြီးတော့ထွက်လာတာအရင်ကမြောက်ရီရုပ်တံမှာပါအင်တာဗျူးတွေပါတယ်လို့ဖူးတယ်အင်မတန်ဆိုးတယ်ပြူစောတိကောင်းဆောင်လုပ်နေတာမေလ15ရက်နေ့မှာအဖမ်းခံရတယ်သူကစစ်မှုတန်းဆက်ကြီးတွေစစ်တပ်ကကောက်နေတာကိုအေးအေးယူတင်နေဆိုပြီးမေလ23ရက်နေ့မှာသူ့ရဲ့ Facebook ကနေပြီးတော့တင်နေအဲ့ဒါမဖြစ်ခင်ကသူတာဝန်ကြားတဲ့မိထီလာတိုဂိမ်းမှာဘုံမှုဝေဖြိုးဆိုသူနဲ့ကားမှန်မချလို့ပြဿနာတက်တယ်သူတာဝန်ကြားတဲ့ဂိမ်းမှာပဲသူ့ကိုဝင်ဖမ်းသွားတယ်လို့ကြားတယ်မဘာသာစစ်တပ်ထောက်ခံသူစစ် စ်ပါလို့မိတ်တလာမျိုးမှာနိုင်ငံရေးလှုပ်ရှားသူတို့ကပြောဆိုပါရယ် စစ်ကောင်စီကပြူစောတိခေါင်းဆောင်ဇော်ယူထွန်းကိုပြန်လည်ပြီးတော့ဖမ်းဆီးရဲကိစ္စနဲ့ပတ်သက်၍နိုင်ငံတော်တည်ငြိမ်ရေးဆိုင်ရေးကိုပြတ်ပြားစီရန်ရည်ရွယ်ကလူမှုကွန်ရက်စာမျက်နှာပေါ်နိုင်လုံးစောခြင်းဝါရောင်းပြန့်ခြင်းများပြုလုပ်ဆောင်ရွက်ခဲ့တဲ့ဇော်ယူထွန်း Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မန္တလေးတိုင်းမေတီလာမြို့နယ်ရံမျိုးအောင်ရက်ွက်နေဇော်ယူထွန်းအား2025ခုနှစ်မေလ15ရက်နေ့မွန်းလွဲ7:20မိနစ်မှာဖမ်းဆီး၍သက်ဆိုင်ရာရဲစခန်း၌အမှုဖွင့်အရေးယူထားကြောင်းမေလ16ရက်နေ့ရက်စွဲမှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ စစ်တပ်ထောက်ခံသူပြူစောတိကောင်းဆောင်စောယူထွန်းကဆီယနာရှင်စန့်ကျင်ရေးနိုင်ငံရေးလှုပ်ရှားသောပြည်သူ၂၀ဦးခန့်ကိုကိုယ်တိုင်ဖမ်းဆီးခဲ့သူတူဖြစ်ကြောင်းသိရှိရပါသည်။ ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ပေါင်းတဲ့မျိုးနဲ့အတွင်ရှင်တစ်ပုတ်စစ်ကောင်စီတပ်စခန်းနဲ့တိန်ကုန်းတောင်ဝတိုင်းစခန်းတို့ဒေါ်လိုင်းတက်များကတိုက်ခိုက်သိမ်းပိုင်စစ်သား၃ဦးသေဆုံးဆိုတဲ့တဲ့ငါကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပြည်ခံရိုင်းပေါင်းတဲ့မျိုးနဲ့အတွင်ရှင်တစ်ပုတ်စစ်ကောင်စီတပ်စခန်းနဲ့တိန်ကုန်းတောင်ဝတိုင်းစခန်းတို့ဒေါ်လိုင်းတက်များကတိုက်ခိုက်သိမ်းပိုင်လိုက်ကြောင်းပြည်သူ့ကောင်ွယ်တက်မတော့တောင်ပိုင်းတိုင်းစစ်ဒေသစစ်ဒေသကွဲနှင့်ပဲခူးတိုင်းစစ်ဌာနဖြူဟာ၂၁ပြည်ခံရိုင်း၃၆၃၂တိုင်ရင်မှတာဝန်ရှိသူတို့ကပြောဆိုပါရ journey မေလ19ရက်နေ့ပေါန်းတယ်မြို့နယ်စစ်ကောင်စီရဲ့တိမ်ကုန်းတောင်ဝါရိုင်းအထိုင်စခန်းကိုအင်အားဖြည့်တင်မှုအတွက်ထွက်ခွာလာတဲ့အင်အား90ခန်းမှစစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်များကတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှ3ဦးသေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကြောင်းရင်းနောက်တိမ်ကုန်းတောင်ဝါရိုင်းစစ်တပ်စခန်းသို့ထွက်ပြေးဝင်ရောက်သွားသဖြင့်တော်လိုင်းတပ်များကပိတ်ဆို့တိုက်ခိုက်ခဲ့ရာမေလ19ရက်နေ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးတိမ်ကုန်းတောင်ဝါရိုင်းစခန်းမှထွက်ပြေးဆုံးခွာသွားကြောင်းထို့ကြောင့်ပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်တရင်တပ်ဖွဲ့များမှတိမ်ကုန်း တော်ဝါတိုင်းစစ်ကောင်စီအထိုင်စခန်းကိုအပိသက်သိမ်းပရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတင်ကုန်းတော်ဝါတိုင်းစခန်းမှာစစ်ကောင်စီတပ်သားများကပြည်သူများကိုပေါ်တာဆွဲခြင်းအနီးအနားရှိကျင်းရွာများကိုမိရှုပ်ဖျက်ဆီးခြင်းအပြစ်မဲ့ပြည်သူများကိုတပ်ဖြတ်ခြင်းများပြုလုပ်ခဲ့တဲ့အတွက်ပြည်သူ့ကောက်ွယ်တပ်ဖွဲ့များနဲ့မကြာခဏဆိုသလိုတိုက်ပွဲများဖြစ်ပွားလေရှိပြီးတော့ယခုအခါဝိုင်းဝန်းပိန်စုတိုက်ခိုက်ခဲ့မှုကြောင့်စခန်းဆုံးခွာထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။မေလ၁၂ရက်နေ့ကလည်းပေါင်းတယ်မျိုးနဲ့အတွင်ရှိတစ်ပုတ်စစ်ကောင်စီတပ်စ ကန်ကိုတော်လိုင်းတက်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရှိရပါတယ်။မေလ12ရက်နေ့မှာသိပုတ်စကန်ကိုရတယ်။မေလ19ရက်နေ့မှာတိမ်ငုံတောင်းဝရန်စကန်ကိုရတယ်လို့ပြည်သူ့ကောက်ွယ်တက်မတော်ပြည်ခရိုင်363တက်တရင်ရဲ့စစ်ထောက်လည်ရေးနဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲရိုကရှင်းပြပါတယ်။ပေါင်းတဲ့မျိုးနဲ့အတွင်းရှိစစ်ကောင်စီတက်စကန်သိမ်းတိုက်ပွဲကိုပြည်သူ့ကောက်ွယ်တက်မတော်ပြည်ခရိုင်တက်ရင်တက်ရင်363နဲ့တက်ရင်363တက်နဲ့ပြည်ခရိုင်ပကဖအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တွင်ကတော့ပြည်ပထောက်ခါမှုများကြောင့်နိုင်ငံသားငွေသုံးဆွဲမှုများပြပြီးငွေစည်းတက်တယ်လို့စစ်ကောင်းဆောင်အပြစ်တင်နေဆိုတဲ့တွင်ကိုတင်ဆက်ပေးပါမယ်။ပြည်ပတို့အကြောင်းမျိုးမျိုးကြောင့်ထောက်ခါမှုများကြောင့်နိုင်ငံသားငွေသုံးဆွဲမှုများပြပြီးငွေစည်းတက်နေခြင်းဖြစ်ကြောင်းစစ်ကောင်းစီကောင်းဆောင်ဗိုလ်ချုပ်မှုချင်းမြောက်လှိုင်ကမေလ20ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်းစီအစည်းအဝေးဒုတိယနေ့မှာပြောဆိုပါရယ်။ကုံသွယ်မှုမှာပုံငွေပြနေပေမဲ့အခြားသုံးဆွဲမှုတွေမှာအနှုံများများပြမှုရှိနေခြင်းကြောင့်နိုင်ငံသား ားငွေစည်းမြင့်တက်နေပြီးဥပမာအားဖြင့်ပြည်ပထွက်ခွာမှုများကြောင့်နိုင်ငံသားငွေသုံးစွဲမှုများပြားနေတယ်လို့၎င်းကပြောဆိုခဲ့ခြင်းဖြစ်ပါတယ်ထို့သောနိုင်ငံသားငွေလိုအပ်ချက်များရှိနေတဲ့အတွက်စစ်ကောင်စီကအခွန်ကင်းလွတ်ခွင့်ဖြင့်တင်သွင်းခွင့်ပြုထားတဲ့လျှက်စက်စွမ်းရည်သုံး EV ကတင်သွင်းမှုများတွင်ကန့်သတ်ချက်များဖြစ်ပေါ်နေရကြောင်းလည်းစစ်ကောင်ဆောင်ကဆိုပါတယ်စစ်ကောင်စီအနေနဲ့နှစ်စဉ်အမေရိကန်ဒေါ်လာ5ဘီလီယံခန့်တန်ဖိုးရှိ73စီများကိုတင်သွင်းနေရပြီးလောင်စာဆီသုံးစွဲမှုလျှော့ချနိုင်ရေးအတွက် EV တင်သွင်းမှုကို ွင့်ပြုပေးထားခြင်းဖြစ်ကြောင်းလည်းထည့်သွင်းပြောဆိုထားပါရယ်အာဏာသိမ်းပြီးနောက်နိုင်ငံအတွင်းလျှက်စစ်တအားပေးနိုင်မှုဆိုးရွားစွာကျဆင်းနေပေမဲ့စစ်ကောင်းဆောင်ကလျှက်စစ်ကားများလျှက်စစ်ရထားများပြေးဆွဲမယ်လို့မကြာခဏပြောဆိုခဲ့ပြီးယခုအစည်းအဝေးတွင်လည်းလျှက်စစ်စွမ်းအင်သုံးပို့ဆောင်ရေးစနစ်တို့သွားနိုင်ရေးဆက်လက်ပြီးတော့အကောင့်ထည့်ဖော်သွားရမယ်လို့မှာကြပါရယ်လက်ရှိမှာလည်းတရုတ်ထုတ် EV ကားများကိုမြန်မာနိုင်ငံအတွင်းသို့စစ်ကောင်းဆောင်ရဲ့တအောင်ပြေဆောင်နဲ့သမီးခင်တိရီတမုံတို့ကတင်သွင်းနေကြောင်းပြည်တွင်းမီဒီယာများမှရှိ ေတာခဲ့ကြပါရယ်စစ်ကောင်စီခေါင်းဆောင်အနေနဲ့နိုင်ငံသားငွေစည်းတက်မှုအတွက်ပြည်ပထွက်ခွာမှုများအပေါ်အပြစ်တင်ပြောဆိုမှုများပြုလုပ်လာပေမဲ့တပတ်မှလည်းပြည်ပထွက်အလလုတ်သူတွေရဲ့နိုင်ငံသားငွေနဲ့ရရှိတဲ့လာစာပေါ်အခွန်ကောင်းခံမှုအပြင်ဝင်ငွေရဲ့25ရာခိုင်နှုန်းကိုလည်း၎င်းတို့ရဲ့သတ်မှတ်ပေါင်းစည်းအတိုင်းပြည်ရင်းတို့ပြန်လည်လွှဲပြောင်းခိုင်းရရှိပါရယ်ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ ချင်းပြည်နယ်ဆက်ယုံလောက်ခလာစာတုံးမြင့်ရေးတောင်းဆိုမှုသဘောတူညီချက်ရရှိရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်တိုင်းလှိုင်းသာယာမြို့နယ်အနော်ယထာဆက်မှုဆောင်အပိုင်းနှစ်မှာရှိတဲ့ချိုင်းရီဖနန်ဆက်ယုံမှဝင်လမ်းများလောက်ကလာစာတိုးမြင့်တောင်းဆိုမှုသဘောတူညီမှုရရှိခဲ့ကြောင်းချိုင်းရီဖနန်ဆက်ယုံဝင်လမ်းများစီရသိရပါတယ်ထိုဆက်ယုံမှထောင်ထဲကြည့်တဲ့ဝင်လမ်းများကလောက်ကလာစာအချိန်ပိုခြင်းလောက်တန်စုနဲ့ရမန်ကြီးများတို့ပြရန်မီလာ၁၄ရက်နေ့မှစတင်၍တောင်းဆိုခဲ့ရာမီလာ၂၀ရက်ညနေပိုင်းမှသဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပါတယ်တရမ်းမှာလောက်အားကရခင်9200ကျပ်မှယခု9800ကျပ်ထောက်ပံ့ ကြီးရခိုင်နှစ်ထောင်စားတောင်းစရိန်ကျန်လေးထောင်အပြင်ထပ်တူ3800ကျပ်အပြင်စုစုပေါင်းတရံလောက်ခ1200ကျပ်ရရှိမှာဖြစ်ကြောင်းသိရပါဗျာ။ အခုကုံစင်းလုံးနဲ့လာစာတက်သွားတာဆိုတော့အယမ်းပြော်တာပေါ့ကိုမမဟုတ်ဘူးစယုံတယုံလုံးနေပါပဲလုံးဝလက်ခုံးလက်ဝါးတီးပြီးတော့သူတို့တွေအယမ်းပြော်နေကြတာဒီနေ့၄နိုင်အလုံစင်းတာတော့မပြတ်မဲနဲ့ဒီသတင်းကိုဆောင်ပြီးတော့၆နိုင်လောက်ကြာမှအကုံအောင်မွဲခံပြီးတော့ပျော်ပြီးတော့အတူတူအိမ်ပြန်ကြတာလို့ဝန်ထမ်းတူကပြောပါတယ်ထို့ပြင်ရမန်ကြီးအတွက်တလောက်ကိုရခင်နှစ်တောင်းမှ၄တောင်းချက်ဖြင့်ညှိနှိုင်းရရှိခဲ့ပါတယ်ရခင်ကတလောက်ကိုနှစ်ရက်အလုံပြတ်မှာကရမန်ကြီးဖြတ်မှာဖြစ်ပေမဲ့ယခု၄ရက်ပြတ်မှာသာရမန်ကြီးဖြတ်မှာဖြစ်ပါတယ် င်လေယံအောင်အလုတ်ပြပါကရာဂိုင်းနှုံးသမတ်ကပြန်ရန်အလိုက်ရမန်ကြီးမှရှော်မှာဖြစ်ပါတယ်အချိန်မလုံအားက ODJ ကိုလည်းတရက်ကို9800နဲ့တွက်ချက်ပေးမည်ဖြစ်က လုံသက်ကြီးရခင်3000မှယခု9000အဖြစ်ပြောင်းလဲသတ်မှတ်ပေးခဲ့တယ်လို့သိရပါတယ် ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တဲ့ငါကတော့လှိုင်းသားရရွှေပြည်သားဒဂုံမျိုးသွေးမျိုးနယ်များတွင်လမ်းခင်းပေးမည်ဘီရန်ဆိုင်ကဲကယ်ရီလိုင်စင်ထုတ်ပေးမည်ပေါ်တာအစွဲမခံရရန်အာမခံနေလို့ဆိုကစံဖို့ပါတီဝင်ကြရန်ထွေအုပ်များကအစည်းဝေးခေါ်ဖိအားပေးချင်းချောက်တဲ့တဲ့ငါကိုတင်ဆက်ပေးပါမယ် မေလ19ရက်နေ့လိုင်းတရာအနောက်ပိုင်းမြို့နယ်အမှတ်ဆက်ရှင်ရက်ကွအုတ်ထုတ်ရည်မှုဦးမောင်ကရက်ကွနေပြည်သူများကိုအရေးပေါ်အစီအဝေးဟုဆိုကအိမ်တိုင်းတက်ရောက်ရန်ဆင်ခေါ်လာကြောင်းထို့ကြောင့်ရက်ကွအတွင်မှတိုင်အောင်စုလျင်တအူရက်ကွယုံတို့တွားရောက်ခင်ကြရာ အုတ်ထုတ်ရည်မှုဦးမောင်ကပြည်သူများနေဖြင့်စံခိုင်ရေးပါတီတို့ဝင်ရောက်ရမည်ဟုဖိအားပေးလာကြောင်းသိရှိရပါတယ်ထို့ပြင်နိုင်ငံတော်တည်ငြိမ်ရေးနဲ့ပြည်သူလူထုရဲ့ပွန်အားကိုအေးချမ်းအောင်လုပ်ပေးနိုင်သူများမှစံခိုင်ရေးပါတီသာဖြစ်ကြောင်းစံခိုင်ရေးပါတီတို့ဝင်ရောက်လျင်လက်ရှိအမှတ် 28ရက်ကွက်အတွင်းရှင်တကင်ဘိုးလာကြီးနှစ်လန်းအပါဝင် လမ်းများကိုကွန်ကရစ်လမ်းကြီးဖြင့်ခင်းပင်းမြင်ပြကြောင်းပါတီအာဏာရရှိပါကလည်းတရက်ကွက်လုံးကိုစီပင်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကျန်းဖို့ပါတီမဝင်လျှင်စစ်မှုရန်ရန်ဖန်ဆီးခံရခြင်းအစဉ်စစ်ခံရခြင်းအပါဝင်ဒုက္ခများကြုံရလိမ့်မယ်လို့အုပ်ချုပ်ရေးမှူးဦးမောင်ကချိန်ချောက်လာကြောင်းသိရပါတယ်။လှိုင်တရာအနောက်ပိုင်းမြို့နယ်ရွှေရင်အေးဖျားလမ်းမတိုင်အနီးဆက်ရှင်ရက်ကွက်တကင်ဘိုးလာကြီးနှစ်လန်းကအရင် NLD အစိုးရလက်ထက်ကတည်းကလမ်းခင်းမှုစားက ြပြီးသားပါအခုအာနာသိမ့်ပြီး၄နှစ်ပြည့်ပြီးမှသူတို့လန်ခင်ပေးမယ်ကျန်းခိုင်ပါတီကိုတရောက်ကွက်လုံးဝင်ရမယ်ဆိုပြီးရက်ကွက်ယုံမှအစည်းအဝေးခေါ်ပြောတဲ့တခါတဲ့ဖောင်တွေလက်ထုတ်ပေးလိုက်တယ်လို့ဒေသပြည်သူတို့ကပြောဆိုပါတယ်ထို့ပြင်လှိုင်းကြရမျိုးနဲ့အတွင်ရှင်ဆိုင်ကယ်ကယ်ရီဖေးရဲမောင်းသူများအလုံးကိုလည်းကျန်းဖို့ပါတီဝင်ရောက်ကြလျင်မြေသူကမှမဖန်းစီရန်အာမခံကြောင်းလိုင်းစင်မရှိလျင်ကျန်းဖို့ပါတီဝင်ကပ်ပြပြ၍မောင်းနေနိုင်ကြောင်းကျန်းဖို့ပါတီအာနာရရှိလာပါကဖေးရဲများအလုံးလိုင်းစင်များချက်ချင်းထုတ်ပေးမယ်လို့စ ည်းရုံးလာကြောင်းသိရှိရပါတယ်။ ဘေးရန်ဆိုင်ကဂိမ်းမှုတွေကိုထွေအောင်တရားအစည်းအဝေးခေါ်ရင်အရေးတကြီးအစည်းအဝေးဆိုလို့သွားရတာဘာများလဲပေါ့အစည်းအဝေးရောက်တော့စံဖို့တဲ့ဝင်ကြဖို့မဲဆွယ်စည်းုံနာဖြစ်နေတယ်စံဖို့တဲ့ဝင်ရင်ဘေးရန်တွေမဖောက်အောင်သူတို့လုပ်ပေးနိုင်တယ်မဲရွေးပွဲပြီးသွားလို့သူတို့ပါတီအာဏာရရင်ဘေးရန်သမားတွေရဲ့ဘဝလုံခြုံရေးအတွက်ပေါ့သူတို့တာဝန်ယူပါတယ်လို့ပြောသေးတယ်ပါတီနဲ့ဝင်မယ်ဆိုရင်ဖောင်ဖြေရမယ်ဓာတ်ပုံ၅ပုံပေးရမယ်စံဖို့အဖွဲ့ဝင်စမတ်ကတ်ထုတ်ပေးထားမယ်လို့ဘေးရန်ဆိုင်ကမောင်းနေသူတို့ကဆိုပါတယ်အလားတူရွှေပြေးသားတကုံမျိုး ို့သိမ်းမြို့နယ်များတွင်လည်းရှင်ကဲ့သို့ပင်ပြည်သူများနေဖြင့်ကျန်းဖို့ပါတီဝင်ထားပါကစစ်တပ်ရဲနှင့်မြေသိဖွဲ့စည်းကားမှအနိုင်မကျင်းနိုင်သောကြောင့်ကျန်းဖို့ပါတီဝင်လျင်စစ်မှုရန်ဖြစ်မှလည်းပေါ်တာဆွဲခံရမှုကင်းဝဲမယ်လို့ဆိုကာစီယုံပီအားဖြင့်ချင်းချမှုများလှုံ့ဆော်လာကြောင်းဒေသပြည်သူများကပြောဆိုကြပါသည်ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တွင်ကတော့ အိန္ဒိယစစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲတမူးခရိုင်ပြည်သူ့ကာကွယ်အဖွဲ့ဝင်ရဲဘော်စဲဦးကိုဖမ်းဆီးခေါ်ဆောင်နှိပ်စက်တပ်ဖြတ်ခဲ့မှုစီစဉ်တွေ့ရှင်ရဟု NUG ထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ14ရက်နေ့စကိုင်းတိုင်းကမာကြီးချင်းရွာအနီးမြန်မာအိန္ဒိယနှစ်နိုင်ငံနယ်စပ်မြန်မာပြည်ပအကြံယာယီစခန်းတို့ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေသောတမူးခရိုင်ပြည်သူ့ကာကွယ်အဖွဲ့ဖကားဖရဲဘော်စဲဦးလုံးသည်စကန်းမှပြောင်းဆောင်သွားပြီးအိန္ဒိယနိုင်ငံနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဖြစ်တဲ့အာဆန်ရိုင်ဖယ်တရင် င်းတချန်တေခရိုင်မဏိပူရာပြည်နယ်ကမေလ16ရက်နေ့မှာရုပ်အလောင်းဆယ်လောင်းကိုလွှဲပြောင်းလာကြောင်းသိရပါဗျာ။ မြေပြင်အခြေအနေစစ်ဆေးမှုများအစီရင်ခံစာတွေ့ရှိချက်များဆွေးနွေးတွေ့ရှိချက်များအရာပြည်စင်အမှန်သည့်အိန္ဒိယနိုင်ငံမီဒီယာများကရေးသားဖော်ပြနေတဲ့ကဲ့သို့ထိတ်တန့်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခြင်းမဟုတ်ကြောင်းတမိုးခန့်ရိုင်းပြည်သူ့ကောက်ွယ်အဖွဲ့ပါကဖရဲဘော်စဲဦးမှအိန္ဒိယနိုင်ငံဗတ်ချန်းတွင်ထိတ်တန့်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားကကြာဆုံးခြင်းမဟုတ်ဘဲယာယီစကန်းရွှေ့ပြောင်းမှုကိုသတင်းကြိုတင်ပေးထားသည့်ကြားပင်အိန္ဒိယစစ်တပ်အာဆန်ရိုင်ဖယ်တရင်တစ်ချန်တီခန့်ရိုင်းမဏိပူရာပြည်နယ်ကအကြောင်းပြချက်မခိုင်လုံစွာဖြင့် ြင့်ပကဖရဲဘော်များကိုဖမ်းဆီးခေါ်ဆောင်နှိပ်စက်အပြတ်ချင်းခံရတယ်လို့သုံးသပ်တွေ့ရှိရကြောင်းအန်ယူဂျီကဆိုပါတယ်။အစိုးရအလောင်းများပြန်လည်တောင်းခံယူရတွင်လည်းအိန္ဒိယစစ်တပ်ကပကဖရဲဘော်များကအိန္ဒိယနယ်နိမိတ်အတွင်ဝင်ရောက်ကစတင်တိုက်ခိုက်သောကြောင့်နှိမ်နင်းခြင်းခံရကြောင်းနောက်နောက်နိုင်ငံနယ်နိမိတ်ခြံစည်းရိုးခံမှုကိုမကန့်ကွက်ရန်သဘောတူပါကြောင်းစားတဲ့အချက်များအားမြန်မာဘက်မှလာရောက်တဲ့တာဝန်ခံများကိုခေါ်ယူထားကဖိအားပေးလက်မှတ်ထိုးစစ်ပြီးမှလွှဲပြောင်းပေးခဲ့ကြောင်းသိရှိရပါတယ်။မြေ ေပြင်စစ်စစ်တွေ့ရှိချက်များအပေါ်အခြေခံလျက်အိန္ဒိယနိုင်ငံအစိုးရအနေဖြင့်အမှုမှန်ပေါ်ပေါက်ရေးဆောင်ရွက်ပေးရန်အိန္ဒိယကိုစန့်ကျင်တိုက်ခိုက်နေသူများမဟုတ်ဟုသိရှိပါလျက်ရက်စက်စွာတပ်ဖြတ်ခြင်းအပေါ်တာဝန်ယူမှုရှိစွာနဲ့စုံစမ်းစစ်ဆေးအပြစ်ပေးအရေးယူဖြေရှင်းပေးရန်နိနာမှုများအတွက်တာဝန်ယူဆောင်ရွက်ပေးပြီးနိနာသူမိသားစုများအားနိနာကြေးပေးဆောင်ရန်နောက်တွင်အလားတူကိစ္စများမဖြစ်စေအတွက်စီမံဆောင်ရွက်ပေးရန်နှစ်နိုင်ငံ내ကြားစည်းညိနိုင်မှုမပြည့်ပြတ်သေးတဲ့ကာလမှာတပတ်သက် န်စည်းရုပ်ခတ်ခြင်းအားယာယီရဆိုင်ထားခြင်းဖြင့်ယခုကဲ့သို့ဖြစ်စဉ်များရှောင်လွှဲရန်တို့ကို NUG ကတောင်းဆိုထားပါတယ်။ NUG အနေနဲ့ယခုဖြစ်ပွားမှုကအိန္ဒိယနိုင်ငံအစိုးရရဲ့မူဝါဒသဘောထားယက်တီချက်တစုံတရာကိုကိုစားပြုခြင်းမဟုတ်ဟုယုံကြည်မှာကြောင့် NUG အနေနဲ့ယခင်ပေးဖို့ထုတ်ပြန်ထားသည့်မိမိတို့ရဲ့မူဝါဒအတိုင်းအိန္ဒိယနိုင်ငံအကြားဆက်ဆံရေးကိုအရှိရှိရှုလျက်နေဆက်ဒေတာကိစ္စရံများတွင်အထက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းယခုထုတ်ပြန်ကြမှာမြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားလည်းဖြစ်သဖြင့်အိန္ဒိယနိုင်ငံအစိုးရအနေဖြင့်အလေးထားဆောင်ရွက်မည်ဟုယုံကြည်ပါကြောင်းနဲ့အမှုမှတ်မပေါ်ပေါက်ခဲ့ပါကဖြစ်ပေါ်လာမဲ့ကိစ္စများတွင်အန်ယူဂျီအနေနဲ့ကင်တွယ်ဖြေရှင်းရန်ခက်ခဲမည်ဖြစ်ပါကြောင်းအထူးမြတ်တာရက်ခံတောင်းဆိုထားပါတယ်မြန်မာနိုင်ငံတွင်ရှိမိဘပြည်သူများအိန္ဒိယနိုင်ငံတွင်ရှိမြန်မာနိုင်ငံသားများအနေဖြင့်လည်းတမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကာဖရဲဘော်များတပ်ဖြတ်ခံရမှုနဲ့ပတ်သက်၍အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်တပ်ဆိုင်ရာအိန္ဒိယအစိုးရနဲ့ပူးပေါင်းဆောင်ရွက်နေမှုအာ သိရှိနားလည်ယုံကြည်ကအချားမလိုလားအပ်သောနှစ်နိုင်ငံချစ်ကြည်ရေးကိုထိခိုက်စေမဲ့ကိစ္စများအထူးသဖြင့်နေဆက်ဒေတာရှင်တော်လိုင်းအဖွဲ့များနေဖြင့်လည်းနိုင်ငံရေးသားမပီသားသည့်မြည်သည့်ဆောင်ရွက်ချက်များကိုမှမပြုလုပ်ရန်မြန်မာအိန္ဒိယနှစ်နိုင်ငံနေဆက်ဒေတာအတွင်မူရည်စည်းဝါတရားမဝင်ရှောင်းဝယ်တည်ဆောက်မှုထိန်းချုပ်ရေးအပြင်တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကိုသက်ဆိုင်ရာအဖွဲ့အစည်းများနဲ့အစဉ်တစိုက်ပူးပေါင်းဆောင်ရွက်ကြရန် NUG ကမြစ်တာရက်ခံထားပါသည် ဟုတ်ကဲ့ပါဒါကတော့ဒီမုံမြမားနေပြီးတော့နောက်ဆုံးရသတင်းများကိုစူးစီးတင်ဆက်ပေးသွားတာပါနောက်ဆက်အားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်သတင်းများနဲ့တူပြန်လာခဲ့ပါမယ်ရှင်